မင်္ဂလာပါခင်ဗျာကျွန်တော်ကဒီသင်ခန်းစာလေးမှာဆိုရင်တော့ Photoshop နဲ့သပင်းကာလာပုံစံအမျိုးမျိုးပြောင်းလဲလို့ရနိုင်တဲ့အလွယ်ကူဆုံးနည်းလမ်းလေးကိုကျွန်တော်ဒီသင်ခန်းစာလေးမှာမျှဝေပေးသွားမှာဖြစ်ပါတယ်ဒါလေးတွေကိုလက်တွေ့ပြပေးဖို့ရာအတွက် Photoshop software လေးတစ်ချက်လောက်ဖွင့်လိုက်ပါမယ် Photoshop software ပွင့်လာပြီဆိုရင်တော့ကျွန်တော်တို့ကိုပြုပြင်ခြင်းနဲ့ဓာတ်ပုံလေးတစ်ပုံကျွန်တော်တို့အရင်ဆုံးဖွင့်ပေးရမှာဖြစ်ပါတယ်ကျွန်တော်တို့ဒါကြောင့် File နဲ့ပြီးတော့ Open ဒါမှမဟုတ်ကျွန်တော်တို့ Keyboard Shortcut နဲ့ ကွန်ထရိုးနဲ့အိုနဲ့ကိုနှိပ်ပြီးတော့ကိုယ့်ရဲ့ကွန်ပျူတာထဲမှာရှိတဲ့ကိုယ်အသုံးပြုမဲ့ဓာတ်ပုံလေးကိုကျွန်တော်တို့ဖွင့်ပေးရမှာဖြစ်ပါတယ်။ဒီတော့ကျွန်တော်နမူနာအနေနဲ့သပင်းကာလာပုံစံလေးကိုပြောင်းလဲပြပေးဖို့ရာအတွက်ဒီရဲ့ဓာတ်ပုံလေးကိုဖွင့်လိုက်ပါမယ်။ဒါကြောင့်ကျွန်တော်တို့ဆက်လက်လေးပေးတယ်။ open ဆိုပြီးတော့နှိပ်ပြီးတော့ဒီရဲ့ဓာတ်ပုံလေးကိုကျွန်တော်တို့ဖွင့်ပေးလိုက်ပါတယ်။ဒီဓာတ်ပုံလေးကျွန်တော်တို့ကပွင့်လာပြီဆိုရင်တော့ဒီရဲ့ပုံမှန်ရှိနေတဲ့ကျွန်တော်တို့သပင်းကာလာရောင်တွေကိုမကြိုက်တဲ့အတွက်ကျွန်တော်တို့ပြန်ပြီးတော့မှ change ကျင်တာဖြစ်တဲ့အတွက် ဒီရဲ့သဘင်လေးကြီးပဲတည်တဲ့ရောက်ကျွန်တော်တို့ selection ပြေးပြီးတော့မှဖြတ်ညက်ကတ်လုပ်ပြီးတော့လေယာဉ်ကိုကျွန်တော်တို့ပွားယူခဲ့ရမှာဖြစ်ပါတယ်။ဒါကြောင့်ကျွန်တော်တို့ကဒီရဲ့သဘင်လေးကြီးပဲတည်တဲ့ရောက် selection ပြေးဖို့ရအတွက်ကျွန်တော်တို့ဒူဘောက်ကနေပြီးတော့မှလေဆိုတူးလေးပဲသုံးပြီးတော့အလွယ်တကူ selection ပြေးလိုက်ပါမယ်။ keyboard shortcut နဲ့အသုံးပြုချင်တယ်ဆိုရင်တော့ကျွန်တော်တို့ keyboard ကနေပြီးတော့အလွန်နှိပ်ပြီးတော့မှကျွန်တော်တို့ဒီရဲ့လေဆိုတူးဆိုတာလေးကိုကျွန်တော်တို့ခေါ်လို့ရပါတယ်။အခုဒီမှာတော့ကျွန်တော်ကတူးဘောက်ကနေပြီးတော့မှ လေဆိုတူးလေးခေါ်လိုက်ပါမယ်ပြီးသွားပြီဆိုရင်တော့ကျွန်တော်တို့ကသပင်းပုံလေးကြည့်ပဲရအောင်တီးတန့်ကျွန်တော်တို့ဆက်လက်ရှင်ပေးမှာဖြစ်တဲ့အတွက်မောင်ရက်လက်ကလစ်လေးနဲ့အခုလိုမျိုးလေးကျွန်တော်တို့သပင်းရဲ့အနားလေးနဲ့ကပ်ပြီးတော့မှအခုလိုမျိုးလေးကျွန်တော်တို့မောင်ရက်လက်ကလစ်နဲ့ဖိဆွဲကလိုက်ပါမယ်ဒီဘက်ဘေးမှာလည်းဒီလိုပါပဲကျွန်တော်တို့သပင်းရဲ့အနားလေးနဲ့အတက်နိုင်ဆုံးလေးကျွန်တော်တို့ကပ်ပြီးတော့အခုလိုမျိုးလေး selection လေးကျွန်တော်တို့ပေးလိုက်ပါမယ် ဆလရှင်ပေးပြီးသွားပြီဆိုရင်တော့ကျွန်တော်တို့ကဒီစပင်ကြည့်ပဲကျွန်တော်တို့တီးတန့်ရအောင်ဆလရှင်လုတ်ပြီးသွားတာတော့မှန်တယ်ဖြညာကကျွန်တော်တို့လုတ်ဖို့ရာအတွက်ဆိုရင်တော့ဒီမှာကျွန်တော်တို့စပင်ရဲ့အနားသားလေးတွေပါနေပါတယ်ဒါတွေကိုကျွန်တော်တို့ကပြဖို့ရာအတွက်ဆိုရင်တော့အပေါ်မှာရှိနေတဲ့ကျွန်တော်တို့ option ဘာမှာ select and match ဆိုတာလေးကျွန်တော်တို့တွေ့ရပါလိမ့်မယ်ဒီကကျွန်တော်တို့ select and match ဆိုတာလေးကျွန်တော်တို့သုံးပြီးတော့မှစပင်လေးတွေကြည့်ပဲတီးတန့်ရအောင်ကျွန်တော်တို့ဖြညာကလုတ်ယူမှာဖြစ်ပါတယ် ီရဲ့ကျွန်တော်တို့ကအပေါ်မှာ slat and mat ဆိုတာလေးကျွန်တော်တို့မပေါ်ဘူးဆိုရင်လည်းရတယ် slat ထဲကနေပြီးတော့မှကျွန်တော်တို့ဒီမှာ slat and mat ဆိုပြီးတော့မှရှိပါလိမ့်မယ်ဒီကနေပြီးတော့လည်းကျွန်တော်တို့ခေါ်လို့ရပါတယ် keyboard shortcut နဲ့အသုံးပြုခြင်းနဲ့ဆိုရင်တော့ control ရဲ့ order ရဲ့ r ရဲ့နှိပ်ပြီးတော့မှကျွန်တော်တို့ခေါ်လို့ရပါတယ်ဒီမှာကျွန်တော်တို့တစ်ချက်လောက်နှိပ်လိုက်ပါမယ်နယ်လိုက်တာနဲ့တပြိုင်တည်းအခုလိုမျိုးပုံစံလေးတွေ့ရကြလာပါလိမ့်မယ်ဒီဘက်ဘေးမှာ property ဆိုတဲ့ကျွန်တော်တို့ဘောက်လေးကြလာလို့ဆိုရင်ဒီထဲကိုနှိပ်ပြီးတော့မှကျွန်တော်တို့ ိုကြိုက်နေတဲ့ပုံစံလေးတွေရွေးပြီးတော့သုံးလို့ရပါတယ်။ကျွန်တော်ကတော့ဒီမှာ overlay ဆိုတဲ့ပုံစံလေးပဲကျွန်တော်တို့ရွေးထားလိုက်ပါမယ်။ပြီးသွားပြီဆိုရင်တော့ radius ကိုကျွန်တော်တို့ဒီမှာ4လောက်ကျွန်တော်တို့ထားခဲ့လိုက်ပါမယ်။ပြီးသွားပြီဆိုရင်တော့ကျွန်တော်တို့ smooth ဆိုတဲ့နေရာလေးမှာတော့2လောက်ကျွန်တော်တို့ထားခဲ့လိုက်ပါမယ်။ feather ကိုတော့ကျွန်တော်တို့0.4 0.5လောက်ကျွန်တော်တို့ထားခဲ့ပေးလို့ရပါတယ်။ ဒါလေးပြီးသွားပြီဆိုရင်တော့ဒီမှာသပင်းရဲ့ကျွန်တော်တို့အနားလေးတွေမှာအခုလိုမျိုးအဖြူအနားလေးတွေကြံနေတာလေးတွေကိုပြောင်းအောင်ဖြတ်ချင်တာဖြစ်တဲ့အတွက်ဒီဘက်ဘေးကကျွန်တော်တို့ဒီရဲ့ပုံစံလေးကိုကျွန်တော်တို့ရွေးချယ်လိုက်ပါမယ်။ဒီမှာကျွန်တော်တို့သူ့ရဲ့ brush size ကြီးကအရင်ကြီးနေပါတယ်။ keyboard ကနေပြီးတော့မှတောင်ကွင်းအစလေးနှိပ်ပြီးတော့ဒီ brush size ကိုကျွန်တော်တို့ကအကြီးအသေးချိန်လို့ရပါတယ်။တောင်ကွင်းအစဆိုရင်တော့ brush size ကသေးသွားမယ်။တောင်ကွင်းအပိတ်ကိုနှိပ်တယ်ဆိုရင်တော့ brush size ကပြန်ပြီးတော့မှကြီးလာပါလိမ့်မယ်။ကိုလိုချင်တဲ့ size ရွယ်အစရောက်ပြီဆိုရင်တော့ မောင်ရက်လက်ကလေးလေးနဲ့ဖိပြီးတော့မှစပင်ရဲ့ကျွန်တော်တို့အနားသားလေးတွေမှာအဖြူနားလေးတွေကျန်နေတာလေးတွေကိုအခုလိုမျိုးလေးကျွန်တော်တို့ဖိပြီးတော့မှပုတ်ဆွဲလိုက်မှဖြစ်ပါတယ်။ကိုရဲစိတ်တိုင်းကြရသွားပြီဆိုရင်တော့ကျွန်တော်တို့လွတ်လိုက်ပါမယ်။နောက်တစ်ခါတော့ကျွန်တော်တို့ထပ်ပြီးတော့မှဒီမှာစပင်ရဲ့အဖြူနားလေးတွေပြောင်းအထိဖြတ်ပေးလိုက်ပါမယ်။ဒီဘက်ဘေးလေးကျွန်တော်တို့ရသွားပြီဖြစ်တဲ့အတွက်ဒီဘက်ကဘေးလေးမှလည်းဒီလိုပဲစပင်ရဲ့ကျွန်တော်တို့နားလေးတွေမှာ အဖြူသားလေးတွေကျွန်တော်တို့ပါနေတာလေးတွေကိုအခုလိုမျိုးလေးကျွန်တော်တို့ဆလတ်အမတ်ဆိုတဲ့တူးလေးနဲ့ကျွန်တော်တို့ဖြောက်ခဲ့ပေးလိုက်မှာဖြစ်ပါတယ်ဒီနေရာလေးမှာကျွန်တော်တို့ကိုယ့်ရဲ့ကွန်ပျူတာကဒီ RAM နဲ့လဲဆိုရင်တော့ဆက်ကနည်းနည်းလေးကျွန်တော်တို့ဟန်းနိုင်ပါတယ်။ဒီရဲ့နေရာလေးမှာတော့ကျွန်တော်တို့အရေးတကြီးနဲ့လုံးလို့တော့မရဘူး။ဖြည်းဖြည်းချင်းလေးကျွန်တော်တို့ဖိပြီးတော့မှဆွဲပေးရမှာဖြစ်ပါတယ်။ဒီမှာကျွန်တော်တို့နားသားတွေကမပြောင်းနေသေးတာဖြစ်တဲ့အတွက် ကျွန်တော်တို့ပြောင်းတဲ့အထိလိုက်ပြီးတော့မှစိတ်ရှိရှိနဲ့ကျွန်တော်တို့ဖြတ်ပေးရမှာဖြစ်ပါတယ်အခုဒါဆိုရင်ကျွန်တော်တို့ဒီမှာဆိုရင်အဲစပင်းရဲ့အဖြူအနားသားလေးတွေတော့ကျွန်တော်တို့မရှိတော့ဘူးစပင်းပုံစံလေးတွေကြီးပဲကျွန်တော်တို့ရသွားပြီဆိုရင်တော့ဒီဘက်ဘေးမှာရှိနေတဲ့ property box မှာမောက်ရက်လက်ကလေးနဲ့ဆခရိုဘားနဲ့အောက်ကိုနည်းနည်းလေးဆွဲလိုက်ပါမယ် ဒီရဲ့ output setting ဆိုတဲ့အထဲကိုကျွန်တော်တို့ဝင်လိုက်မယ်။ဝင်ပြီးသွားပြီဆိုရင်တော့ကျွန်တော်တို့ဒီရဲ့ဥစ္စာလေးကိုကျွန်တော်တို့ကအမှန်ချက်လေးထည့်ခဲ့ပေးပါမယ်။အမှန်ချက်ထည့်ထားတာနဲ့ကျွန်တော်တို့မထည့်ထားတာနဲ့ကိုပုံမှန်ကျွန်တော်တို့တစ်ချက်လောက်လေးနှိုင်းယှဉ်ပြီးတော့ကြည့်လို့ရပါတယ်။ဒီမှာဆိုရင်ကျွန်တော်တို့ကအဖြူနားသားတွေဖြတ်လိုက်တဲ့အတွက်စပေးရဲ့အနားတွေကတိတ်ပြီးတော့မှကာလာကမလာဘူးပေါ့နော်။ဒါကြောင့်ကျွန်တော်တို့ဒါလေးကိုအမှန်ချင်းလေးထည့်လိုက်တယ်ဆိုရင်တော့စပင်ကာလာလေးကနည်းနည်းလေးကျွန်တော်တို့ကြည့်လို့ကောင်းသွားတာကိုတွေ့ရပါလိမ့်မယ်။ ဒါလေးပြီးသွားပြီဆိုရင်တော့ဒီမှာကျွန်တော်တို့ output 2ဆိုတဲ့နေရာလေးမှာ new layer width layer mask ဆိုတာလေးကိုကျွန်တော်တို့ရွေးခဲ့ပါမယ်။ပြီးရင်တော့ okay လေးနှိပ်ခက်လိုက်ပါမယ်။ okay နဲ့လိုက်တာနဲ့တပြိုင်တည်း layer လေးအစ်တစ်ခုအနေနဲ့ထပ်ပြီးတော့မှကျွန်တော်တို့ဝင်လာပါလိမ့်မယ်။အခုလိုမျိုးပုံစံလေးရရှိသွားမှာဖြစ်ပါတယ်။ဒီတော့ကျွန်တော်တို့လိုချင်တာကစပင်းကြည့်ပဲတီးတဲ့ရအောင်လိုချင်တာဖြစ်တယ်။အခုလောလောဆယ်ကျွန်တော်တို့ကလူရဲ့မျက်နှာပုံစံကြီးပါနေတာဖြစ်တဲ့အတွက်လူမျက်နှာကိုထပ်ပြီးတော့မှဖြတ်ပေးဖို့လိုပါတယ်။ ဒါကြောင့်ကျွန်တော်တို့တူးပေါက်ကနေပြီးတော့ quick selection tool လေးကျွန်တော်တို့ခေါ်လိုက်ပါမယ်။ keyboard shortcut နဲ့ keyboard ကနေပြီးတော့ w နဲ့ပြီးတော့လည်းကျွန်တော်တို့ခေါ်လို့ရတယ်။ဒီမှာကျွန်တော်တို့ကမျက်နှာပုံစံမလိုအပ်တာဖြစ်တဲ့အတွက်ကျွန်တော်တို့ mouse ရဲ့လက်ကလစ်လေးနဲ့ဖိဆွဲလိုက်ပါမယ်။ selection နေမှာကျွန်တော်တို့ loto pocher တွေဖြစ်နေတယ်ဆိုရင်တော့ order ကိုဖိတယ်ဆိုရင်တော့ selection ကကျွန်တော်တို့နှုတ်သွားပါလိမ့်မယ်။ဒီတိုင်းကျွန်တော်တို့ကပြုတ်လုပ်တယ်ဆိုရင်เนาะ selection ကကျွန်တော်တို့အပေါင်းပုံစံလေးနဲ့ selection ကိုတိုးပေးသွားပါလိမ့်မယ် ဘရက်ဆိုက်ကိုတော့တောင်ခွင်အစတောင်ခွင်အပိတ်လေးနဲ့ကျွန်တော်တို့အခုလိုမျိုးလေးအချုံအချဲလုံလို့ရပါတယ်။အော်ဒီပုံစံအနေထားလေးကျွန်တော်တို့ကမျက်နှာပုံစံလေးရသွားပြီဆိုရင်တော့ရှစ်နဲ့ absent နဲ့ကိုကျွန်တော်တို့နှိပ်ပြီးတော့မှ သူ့ရဲ့ fader ကိုကျွန်တော်တို့တတိလောက်ထားမယ်။ okay လေးနှိပ်လိုက်ပါမယ်။ပြီးသွားပြီဆိုရင်တော့ကျွန်တော်တို့ကဒီမှာဒီရဲ့မျက်နှာ layer လေးကိုကျွန်တော်တို့ဆက်လက်လေးမှတ်လိုက်ပါမယ်။ပြီးရင်တော့ keyboard ကနေပြီးတော့ delete နဲ့ဖြတ်ချလိုက်ပါမယ်။ဒါဆိုရင်တော့ကျွန်တော်တို့မျက်နှာပုံစံကပြတ်ပြီးတော့မှအခုလိုမျိုးသဘင်လေးတွေကြည့်ပဲ တည်တံ့ရသွားတာကိုကျွန်တော်တို့တွေ့ရပါလိမ့်မယ်ဒီလိုပုံစံလေးရသွားပြီဆိုရင်တော့မူရင်းလေယာလေးမှာကျွန်တော်တို့ဒီမှာလေယာ1ဆိုတာလေးကကျွန်တော်တို့မျက်စိလေးကျွန်တော်တို့မှိတ်နေပါတယ်ဒီရဲ့နေရာလေးမှာအမှန်ချင်းလေးပြန်ပြီးတော့မျက်စိလေးပြန်ပြီးတော့ဖွင့်ခဲ့ပေးလိုက်ပါမယ်ဒါလေးရသွားပြီဆိုရင်တော့ဒီမှာကျွန်တော်တို့ selection ဝင်နေပါတယ် selection ကိုဖြုတ်ရပါတော့မယ် control ရဲ့ DA နှိပ်ပြီးတော့ selection လေးကိုကျွန်တော်တို့ဖြုတ်ခဲ့ပေးလိုက်ပါမယ်ပြီးသွားပြီဆိုရင်တော့ဒီမှာကျွန်တော်တို့ mouse pointer မှာ quick selection 2ဝင်နေပါတယ် ီဘောက်ကနေပြီးတော့ VO နှိပ်ပြီးတော့မူတူးလေးကိုကျွန်တော်တို့ပြန်ပြီးတော့ခေါ်လို့ရပါတယ်ခေါ်ပြီးသွားပြီဆိုရင်တော့လေယာဘောက်ရဲ့အောင်နာလေးမှာဒီရဲ့သပင်းကာလာပုံစံတွေကိုပြောင်းဖို့ရာအတွက်လေယာဘောက်ရဲ့အောင်နာလေးမှာကျွန်တော်တို့အခုလိုမျိုး create new fade or adjustment layer ဆိုတဲ့အားလေးရှိတယ်သူ့ကိုကျွန်တော်တို့တစ်ချက်နှိပ်ပါမယ်နိုင်ပြီးသွားပြီဆိုရင်တော့သဘင်ကာလာပုံစံကိုကျွန်တော်တို့ကအယောင်ဇက်လေးတွေထည့်ချင်တာဖြစ်တဲ့အတွက် gradient ဆိုတာလေးနဲ့ကျွန်တော်တို့ထည့်ခဲ့ပေးလိုက်ပါမယ်။ gradient ကိုနှဲလိုက်တာနဲ့တပြိုင်တည်းအခုလိုမျိုးပုံစံလေးရရှိလာပါလိမ့်မယ်။ဒီကနေရာလေးကိုတစ်ချက်နှိပ်ပြီးတော့မှကိုကြိုက်နေတတ်တဲ့အယောင်လေးတွေကိုကျွန်တော်တို့ရွေးချယ်ပြီးတော့အသုံးပြုလို့ရပါတယ်။ကျွန်တော်နမူနာအနေနဲ့ဒီအယောင်လေးရွေးခဲ့လိုက်ပါမယ်။ okay နှိပ်ခဲ့လိုက်မယ်။ okay နှိပ်ခဲ့လိုက်ပါမယ်။ပြီးသွားပြီဆိုရင်တော့ကျွန်တော်တို့ကဒီအဖြစ်ထားတဲ့ကျွန်တော်တို့ gradient layer လေးကိုအောက်ကသဘင်ထဲကိုကျွန်တော်တို့ကရောက်အောင် clip map ကိုသုံးခဲ့ပါမယ်။ဒါကြောင့်ကျွန်တော်တို့ဒီရဲ့ layer ပေါ်လေးပေါ်မှာ right click နှိပ်မယ် create clipping mask ဆိုတာလေးနှိပ်ခဲ့လိုက်ပါမယ် create clipping mask ကိုနှိပ်လိုက်တာနဲ့တပြိုင်တည်းသဘင်ပုံစံမှာကျွန်တော်တို့ထည့်ထားတဲ့ color ပုံစံလေးတွေကအခုလိုမျိုးပုံစံနဲ့ကျွန်တော်တို့ဝင်သွားတာကိုတွေ့ရပါလိမ့်မယ်ဒီတော့ကျွန်တော်တို့လိုချင်တာကသဘင်ရဲ့ color အရောင်လေးတွေလိုချင်တာဖြစ်တဲ့အတွက် color တွေကအခုဒီအချိန်မှာဆိုရင်ကြည့်လို့မကောင်းနေသေးဘူး။ဒါကြောင့်ကျွန်တော်တို့ layer ပေါင်းရပေါ်လေးမှာ color မဟုတ်ပြောင်းတဲ့နေရာလေးရှိတယ်။ normal ဖြစ်နေတာလေးကိုကျွန်တော်တို့ click တစ်ချက်နှိပ်ပြီးတော့ over လေးဆိုတာလေးကျွန်တော်တို့ရွေးကြည့်လိုက်တယ်ဆိုရင်တော့ကျွန်တော်တို့လိုချင်တဲ့သဘင်ပုံစံအနေထားလေးကိုကျွန်တော်တို့ရရှိသွားတာကိုတွေ့ရပါလိမ့်မယ်ဒီတော့ကျွန်တော်တို့ကဒီရဲ့အကြောင်းကိုမကြိုက်လို့နောက်ထပ်အကြောင်းတွေထပ်ပြီးတော့မှပြောင်းလဲခြင်းတယ်ဆိုရင်လည်းအလွယ်တကူပဲကျွန်တော်တို့ပြောင်းလဲလို့ရသွားပြီဖြစ်ပါတယ်ဒီတော့ layer ဘောက်မှာကျွန်တော်တို့ထည့်ထားခဲ့တဲ့ gradient phase ဆိုတဲ့ကျွန်တော်တို့ရှေ့မှာရှိနေတဲ့ဒီရဲ့၄ round ကွက်လေးထဲမှာမောင်းရက်လက်ကလေးနဲ့နှစ်ချက်နှိပ်လိုက်တယ်ဆိုရင်ကျွန်တော်တို့အခုလိုမျိုး color ပြည့်တဲ့ဘောက်လေးကျွန်တော်တို့ပြန်ပြီးတော့မှ ပွင့်လာပါလိမ့်မယ်။ဒီနေရာမှာတစ်ချက်နေပြီးတော့မှကျွန်တော်တို့ကိုကြိုက်နေတတ်တဲ့အယောင်လေးတွေကိုကလစ်ထောက်ပြီးတော့မှကျွန်တော်တို့ပြောင်းလဲကြည့်လိုက်လို့ရပါတယ်။ဟောဒီမှာဆိုရင်ကျွန်တော်တို့လိုချင်တဲ့သဘင်ကာလာအယောင်ပုံစံလေးတွေအမျိုးမျိုးကျွန်တော်တို့ပြောင်းလဲလို့ရသွားပြီဖြစ်ပါတယ်။ဒီတော့ကိုကဘလို့ပုံစံအနေထားလေးကြိုက်လဲပေါ့နော်။ကိုလိုချင်တဲ့အနေထားလေးကျွန်တော်တို့ရပြီဆိုရင်တော့ okay လေးနေလိုက်ပါမယ်။ okay လေးနေလိုက်ပါမယ်။ဒါဆိုရင်တော့ကျွန်တော်တို့အဲနားလည်လောက်မယ်လို့ထင်တယ်။ ပြီးသွားပြီဆိုရင်ကျွန်တော်တို့ကဒီရဲ့ပုံလေးကိုထပ်ပြီးတော့မှနည်းနည်းလေးကျွန်တော်တို့ကြည့်လို့ကောင်းအောင်ပြင်ချင်တယ်ဆိုရင် layer တွေအားလုံးကိုပေါင်းပြလိုက်မယ် layer 1ဆိုတဲ့ပုံမှာ right click နေမယ် flatten image ဆိုတာလေးလုပ်ပြီးတော့မှ layer တွေကိုတစ်ခုတည်းအနေနဲ့ပေါင်းပြလိုက်လို့ရပါတယ်ဒါလေးကျွန်တော်တို့ပေါင်းပြီးသွားပြီဆိုရင်တော့ keyboard ကနေပြီးတော့ control နဲ့ align နဲ့နှိပ်ပြီးတော့မှ level ဆိုတဲ့ဘောက်လေးခေါ်မယ်အပေါ်မှာကျွန်တော်တို့ color နှူးရင်ကိုအနှံ့ငယ်ထပ်ပြီးတော့မှချိန်လို့ကျွန်တော်တို့ရပါသေးတယ်။ကိုယ့်ရဲ့စိတ်တိုင်းကြအနေထားလေးရသွားပြီဆိုရင်တော့ โอเคလေးနေလိုက်ပါမယ်။ဟောဒီပုံလေးကိုကျွန်တော်တို့ကြိုင်းနေတတ်မှုရှိသွားပြီဆိုရင်တော့ဒီပုံကိုစိတ်လိုက်မယ်။ file နဲ့နေပြီးတော့မှစိတ်ဒါမှမဟုတ် control နဲ့ s နဲ့နှိပ်ပြီးတော့မှကျွန်တော်တို့စိတ်ကပေးလိုက်လို့ရပါတယ်။ control shift s ကိုနှိပ်ပြီးတော့ကျွန်တော်တို့ထပ်ပြီးတော့မှ psd file နဲ့သိမ့်မယ်ဆိုရင်လည်းသိမ့်ခဲ့လို့ကျွန်တော်တို့ရရှိသွားပြီဖြစ်ပါတယ်။အဲ့တော့စောင်းနာကကျွန်တော်တို့ဒီမှာ flutter image ကိုလုပ်ခဲ့တာဖြစ်တဲ့အတွက် layer တွေအားလုံးကတော့ကျွန်တော်တို့ပေါင်းသွားမှာဖြစ်ပါတယ်။ကိုက layer လေးတွေကိုမပေါင်းချင်ဘူးဆိုရင်တော့ flutter image မလုပ်ဘဲနဲ့ ကွန်ထရိုးဇက်ပြန်ခေါ်ပြီးတော့မှနောက်ကိုပြန်ပြီးတော့ဆုတ်ခဲလို့ရတယ်။ပြီးသွားပြီဆိုမှကျွန်တော်တို့ PSD file နဲ့သိမ့်ကျင်တယ်ဆိုရင် Ctrl S ကိုနှိပ်ပြီးတော့မှစက်ရုံ UI ကွန်ပျူတာကိုနှိပ်မယ်။ Photoshop file လေးရွေးပြီးတော့မှကျွန်တော်တို့ဘယ်နေရာမှာသိမ့်ကျင်လဲကိုသိမ့်ကျင်တဲ့ file လမ်းကြောင်းလေးကိုရွေးပြီးတော့ကိုပေးလို့တဲ့ file number လေးပေးပြီးတော့မှစက်ဆိုတာလေးကျွန်တော်တို့နှိပ်ပြီးတော့သိမ့်ခဲ့ပေးလိုက်လို့ရပါတယ်။ဒါကတော့ကျွန်တော်တို့ Photoshop software နဲ့စပင်ကာလာပုံစံမျိုးမျိုးကိုအလွယ်ကူဆုံးနဲ့ပြောင်းလို့ရနိုင်တဲ့နည်းလမ်းလေးဖြစ်ပါတယ်။ ဒီရက်သင်္ကန်းစာလေးကကျွန်တော်တို့ Photoshop သမားတွေအတွက်လက်တွေ့လုပ်ငန်းခွင်မှာလည်းရန်သုံးဝင်မယ်။သင်္ကန်းစာလေးတစ်ခုဖြစ်တဲ့အတွက်ကိုကိုရန်လက်တွေ့လိုက်ပြီးတော့မှလေ့ကျင့်ကြည့်ပေးပါ။အကယ်၍ကိုကိုရန်လေ့ကျင့်တဲ့အခါမှာမရတဲ့နေရာလေးတွေရှိတယ်။ကျွန်တော်သင်ပေးတာနားမလည်လိုက်တဲ့နေရာလေးတွေရှိတယ်ဆိုရင်လည်းကျွန်တော်ပြန်ပြီးတော့မှမေးမြန်းပေးလို့ရပါတယ်။အကယ်၍ကိုကိုရန်လေ့ကျင့်ပြီးသွားပြီးကိုလည်းအမှန်တကယ် Photoshop ကိုသုံးပြီးတော့သဘင်ကာလာလေးတွေကိုကိုကိုရန်ပြောင်းလဲတဲ့နေပါပြီဆိုရင်တော့ဒီသင်္ကန်းစာရဲ့ comment လေးမှာ ဒီဟိုအနီးဒန်းဆိုပြီးတော့ရေးခဲ့ပေးပါအောင်ခင်ဗျာဒါမှကျွန်တော်တင်ပေးတဲ့သင်ခန်းစာတွေကိုဘယ်သူတွေကတော့မှန်တကယ်လိုက်ပြီးတော့လေ့လာနေပါတယ်လေ့ကျင့်နေပါတယ်ဆိုတာလေးတွေကိုကျွန်တော်ကိုယ်တိုင်လည်းသိရအောင်လို့ပါအခုဒါဆိုရင်တော့ကျွန်တော်ဒီသင်ခန်းစာလေးကိုဒီမှာပဲရှင်းနာလိုက်ပါမယ်အားလုံးအဆင်ပြေကြပါစေခင်ဗျာ